ASCU 70 Women Asian Cup Qualifier China 2020ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာမြန်မာအမျိုးသမီး U19 အသင်းကအင်ဒိုနီးရှားအမျိုးသမီး U19 အသင်းကိုတိုက်စစ်မှုရှင်းသန်းဖြူစင်ပြုံးတဲ့တလုံးလေးသောဂိုးနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။မြန်မာအမျိုးသမီး U19 အသင်းကတော့အုပ်စုအတွင်းမှာအင်ဒိုနီးရှားအသင်းနဲ့မကာအိုအသင်းတို့ကိုအနိုင်ယူခဲ့ပြီးတော့2026 U19 အမျိုးသမီးအာရှဖလားချိန်ဆက်ပွဲကိုအောင်မြင်ခဲ့ပါတယ်။ 2020 AFC U70 Women Asian Cup နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ပြန်ဝိုးဝင်ဆက်နေတဲ့ဧပြီလ30ရက်ကနေမေလ18ရက်အထိတရုတ်နိုင်ငံမှာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်မြန်မာအမျိုးသမီး U19 အသင်းကတော့အမျိုးသမီး U19 အားရှာဖလားချေစပွဲအသင်းတွေကိုတသက်ရရနဲ့ဖျက်ချော်ပြလိုက်နိုင်ခဲ့ပါတယ်။အင်ဒိုနီးရှားအမျိုးသမီး U19 အသင်းကိုတကူးကူးမရှိဆိုတဲ့ရာလတ်နဲ့အနိုင်ယူခဲ့ပြီးတော့ချေစပွဲကိုဂုံယူစွာနဲ့အောင်မြင်စွာဖျက်ချော်ပြနိုင်ခဲ့ပါတယ်။ မြန်မာရေစခွန်အသင်းအတွက်အဖိုးတန်အနိုင်ကိုကိုတော့အထောင်တိုက်စင်မှုအရင်ပွဲစဉ်မှာ hat-trick ရရှိခဲ့တဲ့ကရင်တိုင်းရင်သူလေးနန်းရှင်းသက်ဖြူစင်ပြုံးကပပနဲ့နဲ့အမာရွေမရှိတွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီအကြယုံနဲ့ခြေစပွဲအောင်မြင်မှာဖြစ်ပေမဲ့အရှင်ပြိသက်တွေအတွက်စိတ်လှရှားမှုအပြေဂုံယူမှုအပြေနဲ့အနိုင်ယူခဲ့ပြီးတော့ပျော်ရွှင်အောင်ဖန်တီးပြပေးခဲ့တဲ့ရေစခွန်မျိုးသမီးလေးတွေရဲ့စိတ်တက်ကိုလေးစားချီးကျူးပေးရမှာဖြစ်ပါတယ်။ ရခိုင်ခြေစပွဲပြိုင်ပွဲတွေမှာအမျိုးသမီးစီနီယာအသင်းတွေကအာရှဖလားခြေစပွဲအောင်မြင်မှုနဲ့ဝေးကွာခဲ့ပေမဲ့ဒီမျိုးဆက်သစ်ယူဆက်ခွန်အသင်းကတော့အကောင်းဆုံးခြေစွမ်းတဲ့စိတ်တက်ကိုပြသပြီးတော့နိုင်ငံအတွက်အောင်ပွဲကိုရယူပေးနိုင်ခဲ့ပါတယ်။အခုလက်ရှိအသင်းရဲ့အစုအဖွဲ့ကတကယ်ကိုစီလုံးမှုအကောင်းပြီးတော့ဒီပြရဲ့ကစားကွက်ညွှန်ကြားချက်အတိုင်းဒီဒီငင်ငင်နဲ့ကစားပြနိုင်ခဲ့တာကိုတွေ့ရှိရပါတယ်။ဒါပေမဲ့မိနစ်60မိနစ်နောက်ပိုင်းမှာတော့ကစားအသီးသီးသာသာကြောက်ဆင်းသွားခဲ့ပြီးတဲ့နောက် အားနည်းချက်ကိုတော့အာရှဖလားပြန်ပွဲအတွက်ပြန်လည်ပြင်ဆင်ဖို့လိုအပ်ပါတယ်။မြန်မာအမျိုးသမီး U20 အစုအဖွဲ့ကိုအမလို့အမရဖြစ်ခဲ့ပြီးတော့အမျိုးသမီးဘောလုံးမျိုးဆက်ပြတ်တောက်မှာစွန့်ဝင်ခဲ့တဲ့မြန်မာဘောလုံးချစ်ပရိသတ်တွေအတွက်ယခုလက်ရှိ U20 အစုအဖွဲ့လေးပေါ်ထွက်လာတာကတော့နည်းနည်းလေးစိတ်အေးချမ်းရတယ်စိတ်အေးတက်တက်ရတယ်ဆိုတာကိုခံစားရပါတယ်။အရှာဖလားခြေစပွဲအောင်မြင်ခဲ့တဲ့လက်ရှိအသင်းထဲမှာနောက်တစ်ချိန်မြမလေးစဉ်ရတဲ့အတွက်အားထားရမယ့်ကျယ်ပွင့်ကစားသမားလေးတွေကိုမြင်တွေ့ခဲ့ရပါတယ်။ မြန်မာဘလုံးချစ်ပတ်သက်ကြီးကမြန်မာမျိုးသမီးယူဆက်ခွန်အတဲ့အတွက်အခုခြေစပွဲအောင်မြင်မှုအတွက်ဂုဏ်ယူလို့နေပါပါအခုအာရှဖလားခြေစပွဲအောင်မြင်မှုမှာတည်းမရတဲ့ပင်နဲ့မြန်မာမျိုးသမီးယူဆက်ခွန်အတဲ့အနေနဲ့အာရှဖလားပြိုင်ပွဲကြီးမှာပါအကောင်းဆုံးကြိုးစားကြဖို့အတွက်တိုက်တွန်းချင်ပါတယ်ဘလုံးအကသတင်ဆက်မှုတွေကိုကြားနေတဲ့ဆိုရင် Subscribe လိုက်ရင် Comment လေးပြုလုပ်တော့ပြီးကြပါအခုလိုနောက်ထပ်ဘလုံးအကသတင်ဆက်မှုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်